အစီဖရာရွာသားကောင်းမှုနမစကားလေးတခုရှိပြောကြတာကတော့နာမည်ခံကတကြီးဖရာ ပေါ့လေဘုရားတကာကတော့တကြီးပေါ့သို့တော်လည်းပဲတကြီးဖရာတဲ့တဲ့ဆိုတာရွာတဲ့ကလူခံပြီးတော့တဲတယ်ရွာသားတွေကပဲဝိုင်းပြီးတော့လှဝါပေးရတယ်တကြီးကဖရာတဲ့ဖို့ဆိုပြီးတော့သူကလှဝါပေးဆင့်တာကိုသူကလှုပ်ပိုင်ခွင့်ရှိတဲ့သူအာနာရှိတဲ့သူဆိုတော့အဲ့လိုဆင့်တဲ့အခါကျတော့ ဇာရကလူတွေကပဲလောအပ်ရတယ်ဇာရကပဲလှူရတယ်သူကနာမည်ခံမရှိတယ်နာမည်ခံမရှိအဲ့ဒါလိုဖြစ်တာကိုပြောတာဒီနေ့ကမလာတဲ့ဆိုရှိပါတယ်အောက်ကလူတွေခိုင်းပြီးတော့မှလာပြကြတော့ငါလောက်တယ်ဆိုပြီးတော့လူရောင်ပြလူရိပ်ပြတာကိုထက်ကလူတွေရှိကြတာကိုထက်ကလူစတာအကျုပ်လောက်ထားတာဆိုတာမျိုးလောက်ပြနေရာကဝင်နှက်ဖြူတတ်တဲ့လူတွေဒါတွေကနော် ကိုရညဘယ်မှန်းခိုင်းဘာမှမလုပ်ချင်သူများလုပ်တဲ့ဥစ္စာကြတာနေရာကဘုန်းကြီးဆရာကြီးလုပ်ချင်တယ်သူတို့လုပ်နေပါတယ်သူတို့ဥဆောင်နေပါတယ်ဆိုတာမျိုးလုပ်ချင်တယ်အဲဘယ်တော့ဘီမသိနာဇတ်ထဲမှာဘုရားလောင်းကရုပ်ဆိုးနေတယ်အရှင်ရှင်ရှိပေမဲ့လားဘီမသိနာလို့ရုပ်ရည်အစဉ်ပြည့်စုံလှပခံ냐ချော့မော့တဲ့လူတယောက်နဲ့ပေါင်းပြီးတော့မင်းမှုတန်းကိစ္စလောက်ကြတယ် ဆံမြက်ထာမှာစစ်သူကြီးဂျာတို့ကိုယူတယ်ပြင်မတင်နာကစစ်သူကြီးဆိုပြီးသူကလူယောင်ပြရတယ်တကယ်မင်းမူရရာကိစ္စတွေကိုဘုရားလောဆုလတ်တနုတ်ကဟာလေးတီကျော်အကုန်ဆောင်ရွက်ပေးရအဲ့လိုနှစ်ယောက်ပေါင်းဆောင်ရွက်လောက်ကိုင်းနေကြတဲ့အချိန်မှာကာတိတိုင်းမှာတောတခုမှာကာတိတိုင်းတောတခုမှာကြားတကောင်ကသိုးသွန်းတောင်းချမ်းနေတယ်တဲ့တောတကဘသူမှထင်ခွေရေခတ် ခင်ယူကခူးတော်မှာမဝင်ရဲအောင်ခရီးသွားတွေတော်မှာဖြတ်သွားဖြတ်လာမဝင်ရဲတော့အောင်ကြားရကောင်ကတောင်းချမ်းဒီကြားကိုရှင်ဘုရားနေနေပေးပါဆိုဘုရင်စီရောက်လာတာဘုရင်ကကဲအမောင်စစ်သူကြီးဘိမဒေနာတော့နှိမ့်နေပါစေဆိုတော့ဘုန်းဘွားမှာငါတို့ရဲ့ဘာကြီးရှင်းမှမရှိဘူးနော်သူကလူရောင်ပြတာအဲ့ဒါနဲ့အိမ်ပြန်လာအိမ်ပြန်လာတော့ ငါ့ကိုကြားသွားဖန်ခိုင်းတယ်ငါလည်းဘောင်းမဖန်နိုင်ဘူးအဲ့ဒါမင်းလုံအောင်ဆိုတော့သူလာတဲ့နောက်ကဟာသူရဲ့ကောင်းကဒီကိစ္စတော့ငါကိုယ်တိုင်လိုက်ပြီးလုပ်ပေးနေဖို့မလိုဘူးငါနှီးပြလိုက်မယ်ငါနှီးပြလိုက်တယ်တော့မာပြီးလုပ်လိုက်တယ်သူဘယ်လိုလုပ်တော့တော့ဝရောက်တော့သူလာတဲ့နောက်ကဟာလေးတီကျော်နှီးပြလိုက်တဲ့အတိုင်းသူလာတဲ့နောက်ကလေးတီကျော်ကလေးတက်တယ်ကြွားချင်တာမဟုတ်ဘူးသူကနော်ပညာဘုဒ္ဓတာနဲ့ပြည့်စုံတယ်စဉ်းစားတွေးခေါ်နိုင်စွာလည်းရှိတယ် အဲ့ဒါသင်ပေးလိုက်တာအကုရန်လိုက်စရာမလိုပါနဲ့အဲ့ဒါသွားဆိုခိုင်းလိုက်တာခိုင်းလိုက်တော့အဲ့ဇနဘုတ်တော်ရွာကြားတောင်းကြားစုတောင်းကြောင်းနဲ့တော်တဲ့ကိုရောက်တော့အဲ့နာမှာကျလေးသမားတွေကိုခေါ်လိုက်တာဘယင်ကကြားဖမ်းရမယ်ဆိုငါ့ကိုဥဆောင်ပြီးလွတ်လိုက်တာမင်းမိတ်နဲ့ငါသားရနန်းတွင်းကစစ်သူကြီးပဲအဲ့ဒါမင်းတို့ကောင်တွေလားငါနဲ့လိုက်ခဲ့ကြကြားဖမ်းလိုက်ရမယ်ဆိုပြီးတော့လေးကျွမ်းကျင်တဲ့မုတ်ဆိုးတွေကို तू ကအမိတ်ရှိတဲ့သူယာဒူးရှိတဲ့သူဆိုတော့အကုန်လာကြရတာပေါ့ ရွာသားတွေဆိုရင်တော့အချင်းချင်းစုဖို့ခက်ပါလိမ့်မယ်။အဲလူ50တရာလောက်မိုးဆိုးတွေရအောင်စု စုပြီးတော့တော့6ဝိုင်းပြီးတော့အောကြဟစ်ကြ။ကြားထွက်လာပြီဆိုတော့ဝိုင်းပြစ်ကြတာပေါ့။ဝိုင်းပြစ်တဲ့ချင်းသူကကြောက်တဲ့အခါကျသူကချုံပုံထဲမှာဝင်းပုံ။မိုးဆိုးတွေကပြစ်လို့ကြားသေးပြီးအောင်ဝဲခံနေပြီဆိုမှသူကတခါတည်းနွယ်ချိုးကြီးဆိုလို့အတင်းပြစ်ကြလာ။မင်းတို့ကောင်းနေဘယ်လိုလုပ်လိုက်တာလဲ။ဒီကြောက်ခရငါငါလက်နဲ့တတ်ပြီးတော့ဘယင်ကိုဆက်တာမလို့ဒီမှာနွယ်ကျိုးရှာနေတာကျိုးတုတ်မလို့ လို့ဒါဘယ်လိုလုပ်လိုက်စားလဲဘလို့ငါငါအတွက်မစငါမစောင့်ကြအောင်ဟိုအရတော့တောင်းတာတောတာမစိုးတယ်ဆိုတော့ကြောက်တာပေါ့ရှစ်ခေတ်ကဦးတော့တိတ်ရိုးတာတော့တချို့ကမြို့ရဲတချို့မရောက်ဘူးကြအောင်မြို့မူရကိစ္စတွေအမှုခင်းစလာတက်နေတာမဖြစ်အောင်စောင့်ကြည့်ကြဘာဖြစ်လို့ဆိုတော့ဟိုစာပေတကြွမှုလည်းတိတ်မရှိကြအောင်တချို့ကလည်းနော်တော့မှန်တယ်ပေါ့ခေါင်လဲခေါင်လဲဒီနေ့ခေတ်လိုမျိုးဆိုရှယ်မီဒီယာတွေဘာတွေလည်းမရှိတော့ဘူး လဲဆယ်လည်းပဲလဲလဲလာပဲရှိတာဆိုတော့တခါတည်းအိုးတနေ့ရတနေ့ရရောက်ဖို့ရအကြာကြီးသွားရတာဆိုတော့တုံတောင်နဲ့လည်းမြို့မလာဖြစ်ကြအဲ့တော့မြို့ကလာတဲ့ຢာရုရှိတဲ့သူအာနာရှိတဲ့သူဆိုရင်ရှေ့ခေတ်တုန်းကတော့လူလူစိတ်နာပေါ့နော်အဲ့ကြတော့ငိုလေးကကြောက်တာဆိုတာမလုပ်ပါနဲ့ကဲကျတော့တတ်တယ်လို့ပင်ကြီးကိုမလျှောက်ပါနဲ့အရှင်ဘက်တတ်တတ်တယ်လို့ကြောက်ပါဒီကြာရည်ဒီကြာအစွဲတွေကိုယူသွားပါဘယင်ကိုပြပါဆိုပြီးတခါတည်းအဲ့ဒီနေကတော့ဘက်ကဘောဆိုးတွေက သူ့ကိုအကုန်အပ်လိုက်ကြတယ်။ဒါပေမဲ့သူကဘယင်ကိုပြ၊ဘယင်ကသဘောတည်းကြားပြီးစူတီပါလေးချ။ဟာတကယ်တော့သူ့လုံးကဘာမှမပါဘူး။ဒါဘာနဲ့သွားတူလို့ဆိုရင်ဥစ္စာမြန်မာစကားဝင်တဲ့ကတကြီးဖရရွာသားကောင်းမှုဆိုတာနဲ့သွားတူနေတယ်နော်။အဲ့ဒီနေ့ခဲ့လည်းအဲ့လိုနာမည်ခံကျင်တဲ့ပုံကိုယ်တွေတကယ်မလို့ပဲဟန်ရေးပြတဲ့သူတွေရှိတယ်လို့အဲ့လိုပုံကိုယ်တွေကိုလူကြီးလောက်တဲ့ပုံကိုယ်တွေကသတိထားပြီးတရားကြည့်ဖို့လိုတယ်တကယ်အလုတ်လုတ်သလား ဟန်ရေးပြနေသလားဆိုတာသိအောင် လုပ်ကြပါအဲ့လိုမသိဘဲနဲ့အရင်ချင်းမရှိတဲ့သူကိုလွဲမဆိုတာနေရာပေးမိမယ်ဆိုရင်တော့အာလို့ဒုက္ခရောက်မယ်လုပ်ငန်းလည်းမအောင်မြင်ဘူးလုပ်ငန်းနဲ့မပေါဝင်ပတ်သက်တဲ့လူတွေဆုံးရှုံးနေနိုင်မယ်အလုပ်သမားတွေလည်းပင်ပန်းဆင်းရဲပြီးအကျိုးမရှိဘူးဗျာပဓာဖြစ်မယ်ဒီလိုမအောင်မမြင်ဖြစ်သွားနိုင်တယ်နော်ဦးဆောင်နိုင်စွာမရှိတဲ့အရင်ချင်းမရှိတဲ့သူကျောရီကိုကြည့်ပြီးဆုံးဖြတ်လို့မရဘူးကျောရီကြည့်ဆုံးဖြတ်လို့မရဘူးအဆင်းကိုမကြည့်နဲ့အချင်းကိုကြည့်စရာအဲ့ဒါကိုပြောတာဗျာ